how do hindu achieve moksha the hindu တယောက်ဟာ moksha လို့ခေါ်တယ်လွတ်မြောက်မှုကိုရောက်အောင်ဘယ်လိုကျင့်ရတယ်လဲအဖုန်ကြီးမေကွန်းထုတ်တဲ့ခါမှာဒီ hindu ကဘာဖြစ်လို့ပြောရတယ်လဲဆိုတော့ဒီဗုဒ္ဓဘာသာဆိုတာကလည်းအိန္ဒိယလာခဲ့တာပဲအဲဗုဒ္ဓတိတ်ဗုဒ္ဓမဖြစ်ခင်တိတ်တထမင်းသားကိုယ်တိုင်ကအဲ့ဒီ hindu အတိုင်းဝင်းထဲမှာ Hindu အစဉ်လာထဲမှာ Hindu religious rites and ritual လို့ခေါ်တဲ့ဗဒယေခန္ဓာတွေမှာကြီးပြင်းခဲ့တဲ့လူငယ်တယောက်ပဲအဲ့တော့ဒီ Hindu နဲ့ပတ်သက်ပြီးတော့ဒီ Hindu ရဲ့အစဉ်လာထဲမှာကြီးပြင်းခဲ့တဲ့လူငယ်တယောက်က26နှစ်ကြာတော့တောထွက်ပြီးတရားကျင့်နေကျင့်တဲ့အခါကျတော့ဒီ Hindu ရဲ့အမြင်နဲ့မတူတဲ့ထူးခြားတဲ့အမြင်တစ်ခုဟိုကွက်ကွက်ပြပြပြောမှဆိုရင်တော့အတ္တနဲ့အနတ္တပဲ အတ္တနဲ့နတ္တပဲဟင်္ဒူမှာအတ္တလို့လက်ခံထားတယ်အဲဒီဗုဒ္ဓသူ့ရဲ့တပည့်တဲ့ရွှေဉဏ်တော်ကြီးရလာတဲ့ခါကျတော့သူကအနတ္တလို့ဒီလိုဉာဏ်ပညာရလာတဲ့ခါကျတော့အဲ့ဒီအတိုင်းသင်ပြခဲ့တယ်ပေါ့လေအဲ့ဒါကိုလေတော်တော်များများပါရမီရှင်တွေနားလည်ပြီးတော့လက်ခံပြီးတော့မှဒီဗုဒ္ဓရဲ့တပည့် knowledge ပရိသတ်တွေကအများကြီးပဲထွန်းကားလာခဲ့တယ်ပေါ့နော် အဲ့ဒီမှာဘုန်းကြီးကစိတ်ဝင်စားတာကပြီးတော့တော်တော်များများဟိန္ဒူမှာကဒီဗုဒ္ဓဘာသာနဲ့တူနေတာတွေရှိတယ်ကံမှလည်းတွတ်တူတယ်အဲဓမ္မဆိုတာမှလည်းပဲအခေါ်ဝေါ်ကစတွတ်တူနေတယ်ဘာဖြစ်လို့လဲဆိုတော့သူဒီဟာဒီဗုဒ္ဓဘာသာလာခဲ့တဲ့လမ်းကြောင်းကအိန္ဒိယလာခဲ့တာဟုတ်အဲ့တော့ဘုန်းကြီးတို့ခြေချင်းမြင့်တည်ပို့တယ်အဲ့တော့ဘုန်းကြီးကဒီသူတို့ပြောမောက္ခလို့ခေါ်တဲ့စကားပေါ့ဟိန္ဒီမှာမောက္ခလို့ခေါ်တဲ့စကားဒီပါဠိအစစ်မှာမောက္ခလို့ရှိပါတယ် မောက်ခလို့ရှိပါတယ်အဲ့ဒါလွတ်မြောက်မှုကိုဆိုလိုပါတယ်လွတ်မြောက်မှုဆိုတာတန်လျာဆက်ကွဲကနေလွတ်မြောက်မှုပေါ့သူတို့ကလည်းဒီတန်လျာဆက်ကွဲကလွတ်မြောက်မှုလို့ပဲအဓိပ္ပာယ်ဖွင့်တာပါပဲဒါပေမဲ့အဲ့လွတ်မြောက်ဖို့အတွက်ကျင့်ကြတဲ့အခါမှာကျင့်ပုံကျန်လေးတွေကကွဲပြားလာတယ်အဲ့ဒီမှာဟိန္ဒူတယောက်ဟာအဲ့ဒီမောက္ခကိုရအောင်ဘယ်လိုကျင့်တယ်လဲလို့ဘုန်းကြီးမေကွန်ထုတ်တဲ့ခါကျတော့ there are four different parts to achieve moksha which a hindu can take ဆိုပြီးတော့ဟိန္ဒူတယောက်ဒီလွတ်မြောက်မှုဆိုတဲ့မောက္ခကိုရဖို့ရအတွက်ကျင့်စဉ် မတူ क्वे ပြတဲ့ကျင့်စဉ်၄မျိုးရှိပါတယ်တဲ့မတူ क्वे ပြတဲ့ကျင့်စဉ်၄မျိုးရှိပါတယ်တဲ့ the hindu can choose one or all four of the paths အဲ့ hindu ဟာအဲ့ဒီကျင့်စဉ်၄မျိုးတည်းကတစ်ခုကိုဖြစ်စေတုံးရင်၄မျိုးလုံးကိုဖြစ်စေတဲ့ကျင့်ရပါတယ်တဲ့အဲ့ဒါ number 1ကပါလို့ the path of knowledge number 1က the path of knowledge ညာနာယောဂညာနာယောဂဒီခုလူတွေပြောပြောနေတဲ့ယောဂယောဂဆိုတာအဲ့ဒါ hindu တွေကလာတဲ့ကျင့်စဉ်တွေပဲသူက ညာနာယောဂနော်အဲ့ဒါကို the path of knowledge အသိဉာဏ်ရတဲ့လမ်းစဉ်လို့အသိဉာဏ်ရတဲ့ကျင့်စဉ်လို့ဒီလိုခေါ်ပါတယ်အဲ့ဒီအသိဉာဏ်ရတဲ့ကျင့်စဉ်ကကျင့်ပုံကျင့်နည်းရဲ့ဒီဗုဒ္ဓရဲ့တင်ပြမှုနဲ့မတူဘူးဒါဘုန်းကြီးလမ်းမဲ့20ရက်နေ့မှာမပုတ်ချခဲ့နော်အကြံပြင်းလေးပေါ့နော်ဒီလက်ကျင့်စဉ်လေးမျိုးပါမယ်တိုးတိုးတစ်ခုစီတစ်ခုစီကကွဲပြားအောင်မယ်ဆိုတော့ပြောစရာတွေကများတော့ပေါ့နော်သူရေတနာဆိုတဲ့အတိုင်းပဲ A spiritual knowledge leading to the knowledge of the relationship with it and the relationship between the soul, Atma, and God Brahma. The goye atta wenye lene. ဟုတ်ဘုရားသခင်ဖန်ဆင်းရှင်ဘုရားသခင်ကြီးအကြီးချုပ်ဖြစ်တဲ့မြန်မာမင်းကြီးနဲ့တွားပြီးတော့ချိတ်ဆက်မှုရတဲ့ချိတ်ဆက်မှုရတဲ့အသိဉာဏ်လို့သူကဒီလိုသုံးတာလေအဲ့ဒီမှာ အဲဗုဒ္ဓဘာဗုဒ္ဓသင်ပြတဲ့အသိဉာဏ်ပညာယာနီမဂ္ဂသစ္စာနဲ့တပတ်သော knowledge ဆိုမဂ္ဂသစ္စာနဲ့သူတို့ Hindu ကပြောတဲ့တပတ်သော knowledge ကအဲ့ဒီမှာ꿰တာပဲသူတို့ကတော့တရားထိုင်နေတရားထိုင်ခြင်းသည်ကိုယ့်ရဲ့ဒီဘက်ကအတ္တလို့ခေါ်တဲ့ဝိညာဉ်လေးနဲ့ဟိုဘက်ကဘုရားသခင်ကြီးနဲ့တွားပြီးတော့ပူပေါင်းဆက်သွယ်နိုင်ဖို့အတွက်တရားထိုင်ခြင်းလို့ထားတော့ဒီလောက်ဆိုရင်သဘောပေါက်လိမ့်မယ်ထမနော်အဲကျန်တာရယ်ပြောစရာရွှေတယ်ဒါကတော့ဘုန်းကြီးအမြီးလောက်ပါနော်ဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်ဒီ ဉာဏ်ပညာရောက်အောင်ဘယ်လိုစကျင့်ရသလဲဆိုတော့ဉာဏ်ပညာရောက်အောင်ဘယ်လိုစကျင့်ရသလဲဆိုတော့နော် to begin practicing ညာနာယောဂဉာဏ်ပညာလမ်းဉာဏ်ပညာရောက်အောင်စပြီးတော့ကျင့်ဖို့ဆိုရင်ね Hindu seeks knowledge to through the studying secret text အဲ့တော့ရ Hindu ကျမ်းစာတွေကိုပထမလေ့လာသင်ယူရတယ်ဒါပရိယတ်တိပါပဲနော်ဒီဗုဒ္ဓဒါကြောင့်မို့လို့တေချာနှစ်လေ့လာခြင်းမှာအချို့အရာတွေကတော်တော်တူတယ် တချို့ကတော်တော်ကိုတူတယ်ဒါပေမဲ့အခြေခံစစ်မြစ်တွေမှာပဲ꽌ပြားနေတာဖြစ်တယ်ဉာဏ်ပညာရဖို့ဆိုရင်ပထမသူကစံစာတွေသင်ရမယ်စံစာတတ်တဲ့ဆရာသမားနဲ့သင်ရမယ်အဲဟိန္ဒူဘုန်းကြီးတွေဆိုရင်လည်းပဲအဲ့ဒီစံစာတွေကိုသူတို့ကိုယ်တိုင်သင်ရမယ်ဟိန္ဒူလူဝတ်ကြောင့်နေရာလည်းပဲအဲ့ဒီဘုန်းကြီးတွေဆိုရင်လည်းသစ်ပြန်သင်ရမယ်နောက်က reflecting on the teachings တဲ့နော်ဒီဗုဒ္ဓစံစာမှာကြတော့တိညာရဖို့ဆိုရင် ပရမတုတ္တမယဒုတိယစိန်တမယအဲ့တော့ဒီလေးလာရမယ်ဆိုတဲ့ဥစ္စာတုတ္တမယနဲ့သွားတူတယ်သူက through the studying secret text လို့ခေါ်အဲ့ဒါကတုတ္တမယနဲ့သွားတူတယ်နော် reflecting on the study the the teachings လို့ဆိုတဲ့အဲ့တော့ကိုယ်သင်ယူထားတဲ့သင်သင်ကြားမှုတွေမှာပြန်ပြီးတော့စဉ်းစားရမယ်ပြန်ပြီးတော့အဲစဉ်းစားရမယ်ဒါစိန်တမယဉာဏ်နဲ့တူတယ် and meditating to realize ဆိုတဲ့အဲ့မှာတော့မတူတော့နော် meditating to realize the realize the true nature of a reality လို့ဆိုတယ်အဲ့ဒီမှာတော့မတူတော့သူတို့တရားထိုင်နေဆိုတော့သူတို့ရဲ့ဒီဝိညာဉ်လေးဟာထာဝရဝိညာဉ်ဖြစ်တယ်အဲ့ဒီဝိညာဉ်ဒီဟိုဗြဟ္မာကြီးနဲ့သွားပြီးတော့ပူပေါင်းမယ်ဆိုတော့ပူပေါင်းပေါင်းစည်းဆက်ဆံပေါင်းစည်းမှုကိုတကယ်သိအောင်လို့အစ်စ်တိုင်းသိအောင်လို့တရားထိုင်တာလို့အဲ့ဒီမှာကြွေးတာပဲ ဲ့ဒီမှာ꿰ရတယ်ဒီဘက်ကတော့အဲ့ဒီဝိညာဉ်လေးကဟိုတော့ပုံမဟုတ်အလုံးကမမြဲကြဘူးမမြဲတဲ့ဟာတွေထဲမှာမြုပ်မနေကြဘူးလွတ်မြောက်မှုဆိုတာအဲ့မှာမမြဲတဲ့ဟာတွေရော့ရော့မလိုက်ဖက်နဲ့လွတ်လွတ်နေအောင်နေခဲ့တာလွတ်လွတ်နေအောင်နေခဲ့တယ်အဲ့တော့ဘုန်းကြီးခဏနာပြောလို့ဝင်းတဲ့တက်တလေးကသူ့အတူသင်္ခါရသဘောပဲဝင်းတဲ့တက်ရူပခန္ဓာဟိုရူပခန္ဓာသင်္ခါရသဘောပဲသူကဖြစ်ပြီးပြက်ပဲကာယသင်္ခါရခေါ်တယ်ဝင်းပြီးဖြစ်ပြီးပြက်ဖြစ်ပြီးပြက်ပဲသူကနော်သူကတော့ဖြစ်ပြီးပြက်ပဲကိုပြန်ရှုသည်ဖြစ်စေမရှုသည်ဖြစ်စေဖြစ်ပြီးပြက်ပဲမရှုရင်တော့ ကိုယ်တိုင်ကအဲ့ဒီချက်ရောပါသွားပြီးတော့ရှုတဲ့အခါမှာတော့ message လေးပေါ်လာပြီးတော့အဲ့ဒီရှုတဲ့ message လေးဟာဖြစ်တဲ့ပြတဲ့သင်္ခါရတဲ့ရောရောမပါတော့နဲ့လွတ်လွတ်နေခဲ့အဲ့လွတ်လွတ်နေပြီးတော့သူကဘယ်မှာသွားနားတော့ဆိုတော့ဟိုနောက်ကအလေဆုံးမချင်မတော်တော်နားတယ်အဲ့ဒီကနေပြီးတော့ပြည်စုံတဲ့အခါမှာနိဗ္ဗာန်သစ္စာကိုသူစိုက်တော့မှာပဲဟုတ်လားသူကပေါ့ပလမ်တယ်နော်ဘုန်းကြီးနည်းနည်းဆိုပြီးတော့ပြောရတာတော့မှ9မိနစ်လောက်ရောက်သွားပြီဆိုတော့ နဲ့ဆက်ရနေကြမှာနားထောင်ကြစို့ပေါ့နော်အခုတော့ဘုန်းကြီးသင်္ကန်းစာတွေစုစည်းပြီးတော့တေချာရေးနေတော့ရှိပါသေးတယ်ဟုတ်ပြီလား